ိုင်ပြည်နယ်စစ်တွေမြို့မှာစစ်ကော်မရှင်နဲ့အာရခတပ်တော် A တို့လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေတယ်လို့သိရပါဗျ။အော်တိုဘာလ26ရက်နေ့ကနေအော်တိုဘာ28ရက်မနက်ပိုင်းထိလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်တပ်ဘက်ကပုံနှကျွန်းပေါက်တော်နဲ့ရသေးတောင်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတာအခု AA ကပါပြန်ပစ်တယ်လို့စစ်တွေရှိသတင်းရင်းမြစ်က ERI Times ကိုပြောပါဗျ။ အေအေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးချို့မှာစစ်တွေဒေသကိုကဲမှုဆိုင်ရာဌာနချုပ်ဒါကစအတွင်ကြားရောက်ပေါက်ကွဲပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့တေဆုံးကစစ်ကောင်မရှင်ကလက်နက်ကြီး drone ဘုံးတွေတုံးပြီးပုံနှကျွန်းမြို့နယ်ကိုပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်မရှင်ဟာပုံနှကျွန်းမြို့ကိုလက်လွတ်ခဲ့ရစဉ်ကအေအေတပ်တွေစစ်တွေမြို့ကိုရောက်မလာစေဖို့မင်းချောင်းတရားကိုချိုးဖျက်ခဲ့ရအခုအဲ့ဒီမင်းချောင်းတရားကိုပြန်လည်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ စစ်တွေပုံနှကျွန်းဆက်သွယ်ထားတဲ့မင်းချောင်းတရားကိုပြင်ဆင်မှုတွေလှုပ်ဆောင်ပြီးတရားထိတ်နှစ်ဖက်မှာခန်းစစ်အခိုင်မှာပြင်ဆင်ကလူဝင်အားတွေချထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။စစ်တွေမြို့ရွှေမင်းငန်ရှိစစ်ကောင်မရှင်ရေးရက်နဲ့ပင်လယ်ပြင်ရှိစစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပုံနှကျွန်းနဲ့ရသေးတောင်မြို့နယ်တွေကိုပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပြီး အေအေတပ်ဖွဲ့တွေကလည်းစစ်ကောင်မရှင်တပ်တွေရှိရာနေရာတွေနဲ့ဓာကဆအတွင်းကို ပြန်လည်ပစ်ခတ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေစီကသိရှိရပါတယ်ထိုင်းနိုင်ငံဘက်ချမ်းကိုမြောက်ရီခြေဆိုင် KK ပတ်အွန်လိုင်းငွေကြေးလိမ်လည်တဲ့စင်တာကြားဖြန့်လုပ်ငန်းကထွက်ပြေးလာတဲ့ကြားဖြန့်လုပ်ကင်သူ1525ဦးကိုထိုင်းရနာပိုင်းတွေကထိန်းသိမ်းထားနိုင်ပြီးဆက်လက်တိုးမြင့်လာတဲ့လူရေအတွက်ကိုကင်တွယ်ဖြည့်ရှင်းနိုင်ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ ထိုင်းဗန်ချန်းကိုထွက်ပြေးလာကြသူအများစုမှာနိုင်ငံသားတွေဖြစ်ကြပြီးလက်ရှိမှာအိန္ဒိယ482ယောက်တရုတ်193ယောက်ပလဝိုင်220ယောက်ဗီယက်နမ်135ယောက်အီသီယိုးပီးယား133ယောက်ကင်ညာ102ယောက်တို့ကိုစည်ရင်သွင်းမှတ်တမ်းတင်ထားပြီးလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ထားတယ်လို့သိရပါပါတယ်။ ဖန်ပြင်းလာတဲ့ကြားဖြန့်လုံကင်သူတွေကိုမဲဆောင်မြို့နယ်အတွင်းမြောက်ရီမဲဆောင်အမှတ်နှစ်တရားပါဝင်နေရာခွဲထိမ့်သိမ်းထားပြီးမဲဆောင်ခြေစားမြန်မာလူမှုကူညီရေးဖွဲ့စည်းချို့ကလည်းနေထိုင်စားတောက်ကူညီတွေပေးရနေတယ်လို့သိရပါတယ်ဒါအပြင်ထိုင်းနယ်ဇက်ကနေမီတာ900လောက်သာကွာဝေးတဲ့ KK ပတ်ကြားဖြန့်စင်တာအတွင်းပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကစတင်ကပောက်ကွဲမှုတွေဖြစ်ပေါ်နေပြီးအောက်တိုဘာလ28ရက်နေ့ထိပောက်ကွဲမှု၄ကြိမ်ဖြစ်ပွားခဲ့က ထိုင်းဘက်ချမ်းရှိနေချို့ပေါပောက်ကွဲစထိမှန်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုကမြန်မာကမြေပြင်တပ်ခွဲဖွဲ့တွေရဲ့ဖြိုခွဲရေးလုပ်ငန်းစုနေကြောင်းဖြစ်ပြီးဒရုန်းတိုက်ခိုက်မှုမဟုတ်ပါဘူး။နေဆက်နဲ့မီတာ900ပဲဝေးပါတယ်။နေဆက်ကရွာသားတွေကိုကျွန်တော်တို့မစိုးရိမ်ဖို့ပြောပြပါပြီ။သူတို့လည်းလုံခြုံကြပါတယ်လို့ဗိုလ်မှူးကြီးဝက်သက်ဘန်ညာက ပြောပါတယ်။တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဥဆောင်လုတ်ကင်နေတဲ့ခေခေပတ်ကြားဖြန့်လုပ်ငန်းခွင်ကို အာနာသိန်းစစ်တပ်လောင်းခံ BGF တပ်ဖွဲ့ကမိုင်းခွဲဖျက်ဆီးခြင်းဖြစ်က၎င်းတို့ပအဝင်ကြောင်းတပ်သေးထောက်ထားတွေကိုဖျက်ဆီးခြင်းလည်းဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဒါအပြင်အဆိုပါ KK ဘက်လုပ်ငန်းခွင်မှာ KNU ကပအဝင်ပတ်သက်နေတယ်လို့စစ်တပ်နဲ့စစ်လော်ဘီတွေကဆွဆွဲပြောဆိုတဲ့ပေါ်ကရင်မျိုးသားစီယုံ KNU ကအော်တိုမလ26ရက်နေ့မှာညှင်းဆို့ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတပ်တော်အေတို့တိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကစလို့မြေပြင်စစ်ကြောင်းပြင်ရေတပ်စစ်သင်းမော်တွေကနေလက်နက်ကြီးပစ်ကူနဲ့လေကြောင်းပစ်ကူတွေပါသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အေစစ်ကြောင်းထိုးတာရက်သွားကလေးကစစ်တပ်ကအင်အားဖြည့်တယ်။လက်လွတ်ထားရတဲ့နေရာတွေကိုစစ်ကြောင်းထိုးတက်တယ်။ တို့ပဲစစ်ကြောင်းထိုးပြီးတို့ပဲပြန်ဆုပ်ပြေးနေရတာတွေရှိပါတယ်လို့ကြောက်ဖြူရှိသတင်းရင်းမြစ်က ERN Times ကိုပြောပါရယ်။အေးဟာပြီးခဲ့တဲ့အောက်တိုဘာတရက်ကကလဘာကျေးရွာနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကိုကြားဖြတ်တိုက်ခိုက်လို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုတွေများစွာနဲ့တက်ဆုပ်ခဲ့ရပါတယ်။ဒါပေမဲ့လည်းခုရက်ပိုင်းတွင်စစ်ကော်မရှင်တပ်တွေကကလဘာကတဆင့်ခေါ်တူတောင်နီးထိစစ်ကြောင်းထိုးလာပြီး ဒရုန်းတွေနဲ့ပါပြစ်ခတ်တက်လာနိုင်တဲ့အတွက်အေအေတက်ချို့တက်ဆုပ်ထားရတဲ့အနေအထားရှိနေတယ်လို့လည်းသိရပါတယ်။စစ်ကောင်မရှင်တဲ့အေအေတက်တွေဟာအောက်တိုဘာ26ရက်ကလည်းချောင်းဝါနဲ့ကလဘာနီတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။အရင်ကအေအေတက်ဆွဲထားတဲ့တိုင်းချောင်းနီးကိုစစ်ကောင်မရှင်တက်ကဝင်ရောက်နေရယူပြီးပြီးခဲ့တဲ့အောက်တိုဘာ24ရက်မှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်မရှင်စစ်ကြောင်းကတပ်ဖွဲ့ဝင်50ကျော်တေဆုံးတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကသိရပါရယ်။ စစ်ကောင်မရှင်တပ်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကအမှတ်32ရဲတပ်ရင်းကနေစစ်ကြောင်းထိုးတက်လာလို့အေအေတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်တဲ့အတွက်ကစင်ကလျားနဲ့တက်ဆုပ်ပြရတယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်မရှင်ကကြောက်ဖြူမျိုးရင်းပိုင်းကိုထိန်ချုပ်ထားဆဲဖြစ်ပြီးရဲတပ်တွေတွင်အင်အားဖြည့်တင်းကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလေကြောင်းကနေဇက်တိုက်ပစ်ကူပေးနေတယ်လို့သိရှိရပါဗျ။ ရာရီတိုင်းတွင်းမှာရာဇဝတ်မှုတွေထူပြောနေပေမဲ့ကျွလွန်သူတွေကိုဖော်ထုတ်ဖန်ဆီးနိုင်တာမရှိတဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေကတော့စစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုဝေဖန်ပြောဆိုနေကြပါတယ်။ဟင်္ဒရာမျိုးကဆရာဝန်လင်မယားအသက်ခံရမှုမှာဆိုရင်တလာခွဲကြုံလာတဲ့အထိကျွလွန်သူတွေကိုဖမ်းမမိသေးတာကြောင့်ဒေသခံတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။အာရီတိုင်းဟင်္ဒရာမျိုးသုံးပင်ခွင့်ရက်ကွက်ကဘူအောင်ကျော်လန်းကစေကမ်းမှာစက်တင်ဘာ၈ရက်နေ့က သွားထုတ်ခုဆရာဝန်ဒေါက်တာတင်မောင်ထွန်းနဲ့ဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့အသက်ခံရပြီးအခြားအိမ်သားနှုတ်ပါထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် CCTV မှာလည်းဒီကလစ်ဆိုင်ကအဖြူရောင်နဲ့ဒီမိုးကအနေအောင်ချုံထားတဲ့သူကိုတွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူးကရဲတွေကလည်းဒီ line ကြီးကလွယ်ပြီးကျန်တာစိတ်ဝင်စားတော့ဦးလေဒီအဲမြို့ပေါ်မှာလည်းဒီတရားဥပဒေမကင်းလာဘူးဒီလိုမျိုးဖြစ်နေတာပေါ့နော်ခုက အသက်ခံရသူတွေရဲ့အိမ်ကိုဝင်ထွက်ရှိတဲ့လူငယ်ချို့ကိုဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကတည်ရပါတယ်။ဟင်္ဒရာမြို့မှာမူရင်စင်းဝါတွေပေါများလာတာကြောင့်လစဉ်လာတိုင်းဒုသက်မှုတွေဖြစ်ပွားနေပြီးတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်လို့လည်းပြောကြပါတယ်။ဒါအပြင်ဟင်္ဒရာမြို့မှာအော်တိုဘားလဆန်းပိုင်းကလမ်းသွာလမ်းလာတွေကိုဆိုင်ကယ်နဲ့လိုက်လံလူရဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ဥဝိဇာရလန်အနီးမှာမတ်တက်ပြီးဆိုင်ကနဲ့လူရက်တဲ့သူဟာမနဲ့အစောပိုင်းနေကလာတဲ့ဈေးဝယ်သူတွေခရီးသွားသူတွေနဲ့ဈေးတဲ့တွေကို ပြစ်မှတ်ထားလူရက်နေပြီးရဲစခန်းကို တိုင်ကြားပြီးမှဖမ်းဆီးနိုင်တာမျိုးမရှိဘူးဒီလိုဖြစ်စဉ်တွေပြင် AR တိုင်းတွင်းမှာထူကြတဲ့မှုကင်းတွေဖြစ်ပုံကြီးကကျူးလွန်တဲ့တက်ငယ်မရိမှုနဲ့မတန်ဆွမ်းသမီးပေါ်ဖခင်ကကျူးလွန်တဲ့အတ္တမှုလည်းဖြစ်ပွားခဲ့ပါတယ် အေရီတိုင်းအိမ်မဲမြို့မှာမတန်ဆွမ်းဖြစ်နေတဲ့တမိရင်ကိုအချင်းချင်းကိုဝင်ဆောင်ခိုင်းတဲ့အခြေအနေထိအာတမပြုကျင့်ခဲ့တဲ့အသက်50ရွယ်ဖခင်ကိုမူဘင်ရဲစခန်းမှာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။အေရီတိုင်းတွင်းကရဲတွေဟာအရက်သားတွေကိုမတရားပုံမတက်ဖမ်းဆီးအကြက်ကင်ငွေညစ်တာတွေနောင်ကစားဝိုင်းတဲ့နှလုံးသုံးလုံးတိုင်တွေစီကတရားဝင်ငွေကြေးတောင်းခံတာတွေမူရစေးရောင်းတာတွေ တည်ယူပေးတာတွေလုပ်နေပြီးပြည်သူလူထုကိုကာကွယ်ပေးရမယ့်တာဝန်တွေပြတ်ပွက်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့ပြည်သူတွေကဆိုပါတယ်။အာဆီယံဖွဲ့ဟာဒီဇင်ဘာလအတွင်းပြုလုပ်မဲ့မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေဆင်းလွတ်မှာမဟုတ်ဘူးလို့တန်တမန်သတင်းရင်းမြစ်တွေကပြောကြားခဲ့ပြီးနိုင်ငံတကာတရားဝင်မှုရဖို့တွန်းအားပေးနေတဲ့စစ်ကောင်မရှင်အတွက်အနောက်ရှက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ချက်ချင်းပြစ်ခတ်ရန်ဆဲဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအော်တိုဘားလ29ရက်မှာတောင်းဆိုခဲ့ပါတယ်မြန်မာပြည်ပခန့်ကိုလွန်မင်းစိုးရိမ်ညောင်းအာဆီယံကောင်ဆောင်တွေကမလေးရှားထိပ်သီးဆွေးနွေးပွဲမှာထုတ်ဖော်ပြောဆိုပြီးငြိမ်းချမ်းရေးအတွက်တိုးတက်မှုမရှိဘူးလို့သတိပေးခဲ့ကြောင်းအော်တိုဘားလ26ရက်မှာထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါရယ်မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေဆေလွတ်မှာမဟုတ်ဘူးဆိုပေမဲ့ အာဆီယံနိုင်ငံတွေကနှုံးနှစ်ဖက်ခြေခံပြီးစောင့်ကြည့်လေ့လာသူတွေဆင်လွတ်နိုင်ပါတယ်လို့အမည်မဖော်လိုတဲ့တန်တမန်တို့ကပြောပါတယ်။အာဆီယံဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုစောင့်ကြည့်လေ့လာရေးဖွဲ့ဆင်လွတ်ဖို့အဖွဲ့ဝင်တွေကြောင့်ဘုံသဘောတူညီချက်မရှိဘူးလို့ဒုတိယတန်တမန်ကအတည်ပြုခဲ့ပါတယ်။အာဆီယံဖွဲ့ကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေမဆင်လွတ်တာဟာတရားဝင်မှုရရှိဖို့ကြိုးပမ်းနေတဲ့မြန်မာစစ်ကော်မရှင်အတွက်တေချာပေါက်ထိုးနှက်ချက်တစ်ခုဖြစ်လာမယ်လို့နိုင်ငံတကာရေးရလေ့လာဆန်းစစ်သူ မူစတာဖာအဇူဒင်းကပြောပါရယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာပြသနိုင်တဲ့အများယုံကြည်လက်ခံတဲ့ထောက်ထားမရှိပါဘူးလို့၎င်းကဆိုပါရယ်ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကိုရှုံချပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရဖို့ခက်ခဲနေစေလို့ပြောပါရယ်အန်တိုနီယိုဂူတာရက်စ်ကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုရှုံချခဲ့ပြီး အကျန်းဖတ်မှုတွေရပ်တန့်ဖို့အရသားတွေကိုကာကွယ်ပေးဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့အဖွဲ့အစည်းအားလုံးကိုတိုက်တွန်းလိုက်တာပါဒီမိုကရေစီနှီးကြရွေးကောက်ခံကောင်းဆောင်တွေပါဝင်အကြောင်းမဲ့ဖန်ဆီးထားသူတွေကိုလွတ်ပေးဖို့၎င်းကတောင်းဆိုခဲ့ပြီးလက်ရှိအခြေအနေမှာကျင်းပတဲ့ဘလို့ရွေးကောက်ပွဲကိုမဆိုမတည်ငြိမ်မှုဖြစ်စေနိုင်တယ်လို့ပြောပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရဖို့ခက်ခဲနေစေပါထောင်ထဲချီတဲ့ပြည်သူတွေတက်ပြတ်ခံနေရပြီး တန်းနဲ့ချီတဲ့ပြည်သူတွေနေရဆုံးခွာခဲ့ရကလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်ကြီးမားလာပါတယ်လို့အာဆီယံထိပ်သီးဆွေးနွေးပွဲအဖွဲ့မိန်ကွန်းမှာသူကထည့်ပြောပါရယ်မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုတုံ့ပြန်မှုစီမံချက်ဟာရမုံငွေမလုံလောက်ကြောင်း၎င်းကသတိပေးခဲ့ပြီးအဆိုပါအချက်တဲကိုဖြည့်ရှင်းဖို့နိုင်ငံတကာရဲ့အကူအညီအရေးပေါ်တောင်းခံလိုက်ပါရယ် ရိုဟင်ဂျာတွေနဲ့အခြားလူနယ်စုဟာဖိနှိပ်မှုအတမနေရဆုံးခွာရမှုတန်တရားကိုဆက်လက်ပြီးကြုံတွေ့နေရတယ်လို့အန်တိုနီယိုဂူတာရက်စ်ကဆိုပါတယ်